ူလီဝတ္တနယ်ဇလဗရာညွှန်ကြားမှုဦးစီးဌာနမှဇွန်လ17ရက်နေ့ဒီကနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီအချိန်မှာအထူးမူလီဝတ္တသတင်းကိုထုတ်ပြန်ပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ၄နာရီခွဲချိန်တိုင်းထွားချက်များအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှမုတ်ထုံလေးအာကောင်ရမှာအာလွန်ကောင်းနေခြင်းကြောင့်၎င်းအရှေ့ဘက်မှာရွေးရှားလာတဲ့လေပွေလိုင်းများရဲ့အရှိန်ကြောင့်၎င်း ဒီကနေ့ညနေမှာဇွန်လ18ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကားတိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရမ်းပြည်နယ်တို့မှာနေရာဆက်ဆိုင်မှာနေရာအနှံ့ပြမှုထိခြောက်ရပင်အချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမူကြည့်ပါမယ်။ မြဝကျော်မော်မိုးတမခွေမော်တနင်္သာရီကင်မရာတချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှရန်ဖန်ရန်ခါမိုးတန့်လေးပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတန့်လေးပြင်းကြခြင်းရေပြင်းပြင်းလေးဟာတနအီကိုမိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြဝကျော်မော်မိုးတမခွေမော်တနင်္သာရီကင်မရာတချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှ9ဘီမှ17ဘီခန့်ရှိနိုင်ပါတယ်။ ။သို့ဖြစ်ပါရင်မိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသည်ကျွေခြင်း၊လက်တပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်အဆိုပါဒေသအနီးများရှိကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်၊မြေငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေနဲ့ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရဲ့နဲ့ပြည်တွင်းရေကြောင်းတော်လာရင်လေကြောင်းပြန်တဲ့အနေနဲ့လဲကြိုတင်သတိပြုနိုင်ပါရဲ့အတိပေးနှို ိုးစော်ထားပါတယ်ရှင်။